မင်္ဂလာပါခင်ဗျာအလဲဥတန်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမဲ့သတင်းတွေကတော့ online ငွေကြေးလိမ်လည်မှုနဲ့ online လောင်းစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတယ်မြန်မာထိုင်းနယ်စပ်အနီးရှိ KK ဘက်နေရာအမျိုးသားရေးတာဝန်တွေရဲ့အနေဖြင့်အပြည့်ပြည့်ရှင်းလင်းဆောင်ရွက်သွားမယ်လို့ဆိုတဲ့နောက်ဆုံးရညနေခင်းသတင်းရပါဝင်ပါတီကိုယ်စားလောင်းများဤပါတီဆိုင်ပုံများဖြည့်ဆည်းခဲ့သူလေးဦးအားရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးအရေးယူထားရဲဆိုတဲ့နေ ော်တူဂီတွင်ဩဂုတ်လကတည်းကအန်ပေါ့ကူးစက်ခံရသူ29ဦးရှိလာတယ်ဆိုရတဲ့။အိုင်ယာလန်နဲ့အနီးကပ်ပြခံရတဲ့စီမန်တို2026ကမ္ဘာဗလာအုပ်စုအဖွင့်ပွဲကို ပွဲပွဲပြစ်ဒဏ်ကြောင့်လဲချော်မယ်ဆိုရတဲ့။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပြပါမှာပါ။ဦးဆုံးသတင်းပေါ်နေနဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့အွန်လိုင်းလောင်းစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတယ်။မြန်မာထိုင်းနယ်စပ်အနီးရှိ KK ပတ်နေရာအမျိုးသားရေးတာဝန်တရက်အနေဖြင့်အပြီးပြက်ရှင်းလင်းဆောင်ရွက်သွားမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပြပါမှာပါ။ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့အွန်လိုင်းလမ်းကစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတယ်မြန်မာထိုင်းနယ်စပ်အနီးရှိခေခေပတ်နေရအမျိုးသားရေးတာဝန်တရအနေဖြင့်ပြည်ပြရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ယာယီတမရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားပါတယ်။နိုဝင်ဘာလ15ရက်နေ့နဲ့နောက်ပိုင်းတွင်ကရင်ပြည်နယ်ဖမ်းအမျိုးရှိပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ရမီရဖများအားတွေ့ဆုံရင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားရရင်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌ ။ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ပြည်내ဖွံ့ဖြိုးတိုးတက်မှုကိုဖျက်ဆီးနေတယ်။တည်ငြိမ်အေးချမ်းမှုပြည့်ရွှဲအောင်ဆောင်ရွက်နေမှုများကိုပြည်내အတွင်းနေထိုင်ကြသူများအနေဖြင့်နီလန်းပေါင်းစုံဖြင့်ကောက်ဝဲဆောင်ရွက်သွားရရန်လိုအပ်ကြောင်းနိုင်ငံတော်နေဖြင့်ကရင်ပြည်내အတွင်းဒေသတည်ငြိမ်အေးချမ်းမှုပြည့်ရွှဲအောင်လှုပ်ဆောင်နေမှုများကိုရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းအွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့အွန်လိုင်းလောင်းစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတဲ့မြန်မာထိုင်းနယ်စပ်အနီးရှိ KK ပတ်နေရအား တမတော်အနေဖြင့်ရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တရက်နေဖြင့်အပြည့်အဝရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ယာယီတမရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားခဲ့ပါတယ်။ထို့ပြင်ကရင်ပြည်နယ်တွင်နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကလက်နက်ကင်တောင်းချမ်းမှုများအကြောင်းတည်ငြိမ်အေးချမ်းမှုများပြတ်ရင်းပြီးပြည်နယ်အတွင်းနေထိုင်တဲ့ပြည်သူများထိခိုက်တကယ်သို့နိုင်ငံတော်အနေဖြင့်လည်းထိခိုက်မှုများရှိကြောင်းကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုပြတ်ရင်းအောင်လှုံ့ဆော်နေသူများသည့်ကရင်ပြည်နယ်အတွင်းရှိလက်နက်ကင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း တင်ငြိမ်အေးချမ်းမှုရှိမှသာလျှင်ပညာသင်ကြားနိုင်ပြီးပြည်သူများ၏ကျန်းမာရေးဆောက်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ရိုင်းသမရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားပါတယ်။ KNB နဲ့အေးချမ်းတာယာပြီးငြိမ်းချမ်းပါစေကြောင်း KNB နဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်အနေဖြင့်စင်စက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီးမကြာသေးမီကာလာတွင်ရေကောက်ပွဲကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်းရေကောက်ပွဲပြီးဆုံးချိန်တွင်ရေကောက်ခံကိုယ်စားလှယ်များနှင့်အစိုးရတဲ့ဖြင့်နိုင်ငံတော်တာဝန်ကိုဆောင်ရွက်သွားရမှာဖြစ်တယ်လို့ယာယီတမရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားပါရယ်။ မိမိတို့အနေဖြင့်ပြည်သူများလူလားချက်ဖြစ်တဲ့ဒီမိုကရေစီပေါ်တွင်ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းကောင်းမွန်တဲ့ရွေးကောက်ခံကိုယ်စားလှယ်များဖြင့်ကောင်းမွန်တဲ့နိုင်ငံရေးလမ်းကြောင်းကိုဆောင်ရွက်သွားရမှာဖြစ်ကြောင်းနေမြတီငင်အေးချမ်းမှုရှိတဲ့ဒေသများတွင်တိုးတက်မှုများရရှိနိုင်မှာဖြစ်တဲ့ကဲ့သို့တည်ငင်အေးချမ်းမှုမရှိတဲ့ဒေသများတွင်မြည်သည့်နိုင်ငံရေးစနစ်ကိုကျင့်သုံးသည်ဖြစ်စေဖွံ့ဖြိုးတိုးတက်မှုရရှိမှာမဟုတ်ကြောင်းယာယီတမ္မရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားပါရယ်ဆက်လက်ပြီးတော့ ပါတီကိုယ်စားလောင်းမြိုက်ပိုင်တီဆိုင်မှုများဖြတ်စည်းခဲ့သူ၄ဦးအားရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးအေးအေးယူထားတဲ့ဆွဲသတင်းကိုတင်ဆက်ပေးပါပါ။ပါတီကိုယ်စားလောင်းမြိုက်ပိုင်တီဆိုင်မှုများဖြတ်စည်းခဲ့သူ၄ဦးအားရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးအေးအေးယူထားတယ်လို့သိရပါပါတယ်။ 2025ခုနှစ်ပါတီစုံဒီမိုကရေစီထူထူရေကောက်ပွဲကျင်းပမှုကိုပြပြဆိုရန်ရည်ရွယ်ပြီးလူမှုကွန်ရက်ဆာမျက်နှာများမြန်ပြည်သူဆိုင်ရာနေရာများမှာဟောပြောခြင်းပြောဆိုခြင်းစီယုံလှုပ်ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစသည်တို့ဖြင့်နှောက်ရှက်ဟန်နာဖျက်ဆီးခြင်းများရေကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအားထိခိုက်ပျက်စီးအောင်နှောက်ရှက်ဟန်နာဖျက်ဆီးခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီထူထူရေကောက်ပွဲများကိုနှောက်ရှက်ဟန်နာခြင်းမှာကကွယ်ပြည့်ဥပဒေနဲ့အညီထိရောက်စွာရေး ယူဆောင်လျက်ရှိကြောင်းသိရပါသည်။ အဲ့လိုဆောင်းလေးရရှိရာနိုဝင်ဘာလ14ရက်နနက်3နာရီ5မိနစ်အချိန်မှာတင်ငင်းချုံမြို့မှာရဲစခန်းမှာတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းခွဲဟာနေမြေတွင်လှည့်ကင်းဆောင်ရွက်နေစဉ်ရုံနိုင်ဒေသကြီးတင်ငင်းချုံမြို့နယ်လေးတောက်ကန်ရက်ကွက်လေးတောက်ကန်လမ်းနေဥပဟန်လမ်းတောင်ရှိပန်းချံမှာစိုက်တူထားတဲ့ပြည်တော်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဆိုင်ဖို့တခုဘိုကန်မြို့ရက်ကွက်ရှိလေးတောက်ကန်လမ်းနဲ့ဇဘူဒိတ်လမ်းတောင်မှာစိုက်တူထားတဲ့ပြည်သူပါတီဆိုင်ဖို့တခုတူမင်္ဂလာရက်ကွက်ရှိလေးတောက်ကန်လမ်းနဲ့တူမင်္ဂလာလမ်းတောင် ဇဝနလမ်းဆောင်မှာစိုက်တူထားတဲ့ပြည်သူပါတီဆိုင်မို့တခုနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်မို့တခုတို့အားဖြိုလဲဖျက်ဆီးနေကြောင်းသတင်းရပါတီဆိုင်မို့များဖျက်ဆီးခဲ့သူများအားဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ပါတီကိုယ်စားလောင်းများရဲ့ပါတီဆိုင်မို့များအားဖျက်ဆီးရဲ့ပြည်မှုကျွလုံရမှာပါဝင်သူတင်ငန်းကျုံမျိုးနယ်ရန်အောင်ရက်ကွက်နေရွှေလင်းဦး20နှစ်နဲ့ဘိုကန်ညွတ်ရက်ကွက်နေခိုင်မင်းကို20နှစ်တို့နှစ်ဦးအား၎င်းတွေနက်နက်3နာရီ10မိနစ်အချိန်မှာအခင်းဖြစ်နေရအနီးဦးဆန်ဖေးရက်ကွက်ပြင်းအောင်လမ်းမှာ၎င်း ရန်အောင်ရက်ွက်ဤသူများဖြစ်ကြတဲ့စွမ်းထအောင်19နှစ်အားနက်နက်၄နာရီ၅မိနစ်ချိန်မှာရန်အောင်ရက်ွက်ရန်အောင်လမ်းမှာရှိတဲ့၎င်းရဲ့အတော်ဖြစ်သူနေမှ၎င်းချစ်လင်းကို28နှစ်အားနက်နက်9နာရီချိန်မှာဘိုကံညို့ရက်ွက်ဇဘူကျတရေဆောင်လမ်းမှာရှိတဲ့၎င်းရဲ့အသည့်ဖြစ်သူနေမှ၎င်းအသည့်ဒီဖန်စီယမိခဲ့ကြောင်းသိရပါသည် အဲ့လိုလွှတ်တော်ကိုယ်စားလောင်းများအားဥပဒေနဲ့အညီမဲဆွဲစည်းရုံးကြီးမပြုတ်နိုင်စေရန်စိုက်ထူထားတဲ့ပါတီကိုယ်စားလောင်းများရဲ့ပါတီဆိုင်ဖို့များအားဖျက်ဆီးပြီးချင်းကြောင်ဟန်တာချင်းများပြုလုပ်ခဲ့သူချက်လင်းကိုပါလေးဦးအားတင်ငန်းချုပ်မြို့မှရေစခန်းပါ239မြေဆောင်2025ပါတီဆိုဒီမိုကရေစီထရေရေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကကွယ်ပေးဥပဒေပုံမှ24ကကြီးနဲ့အမှုဖွင့်ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ဆက်လက်ပြီးတော့ ပေါ်တူဂီမှာအဂုလကလေးကအပေါ်ယောဂကူးဆက်ခံရသူ29ဦးရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ပေါ်တူဂီမှာလွန်ခဲ့တဲ့3လကျော်အတွင်းအပေါ်တီပြူကူးဆက်ခံရသူ29ဦးရှိလာတယ်လို့ကျန်းမာရေးအာဏာပိုင်များကပြောကြားခဲ့ပါဗျာ။ ်အဂေါ်လာကကူးစက်ခံရသူ10ဦးစက်တင်ဘာလမှာ3ဦးနဲ့အောက်တိုဘာလမှာ16ဦးထိရှိတယ်လို့သိရပါတယ်အမ်ပေါ်ကူးစက်မှုအမြင့်ဆုံးအဆင့်အထိရောက်နေတဲ့တက်သေးထောက်ထားမရှိသေးပေမဲ့လည်းလက်တလုံးသတင်းပတ်ထဲမှာအမ်ပေါ်ကူးစက်ခံရတဲ့အရေးအတွက်ဒေါ်လာတော့ကိုတွေ့ရပြီးကူးစက်မှုနှုန်းပုံမပြင်းထန်လာရလို့ဆိုရမှာပါလို့ကျမရေးညွှန်ကြားရေးမှူးချုပ် DGS နဲ့အမျိုးသားကျမရေးဌာနဒေါက်တာရီကာတိုဂျော့စ်တိုက RTB ရုပ်သံကိုပြောကြားခဲ့ပါတယ်။ပြည်မြလားစင်အမ်ပေါ်ကူးစက်ခံရသူ12ဦးနှုန်းနဲ့နိုင်ရှင်မာကအော်တိုဘာလ ကူးစက်မှုတိတိတတမြင့်တက်လာကြောင်းအလေးပေးပြောကြားခဲ့ပြီး DGS နဲ့ INSA တို့ကမှကူးစက်မှုနှုန်းမြင့်တက်လာခြင်းကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းဟာတက်ခွဲအတည်ပြုမှုနှုန်းနဲ့လာမယ့်သတင်းပတ်များတွင်ကူးစက်မှုမြင့်တက်လာခြင်းရဲ့လမ်းကြောင်းပေါ်ဆက်လက်မူတည်နေသေးတယ်လို့မှတ်ချက်ပြုခဲ့ပါသည်။ ။ MO ယောဂကိုအစောပိုင်းကမြောက်ကြောက်ယောဂလိုလူသိများခဲ့ပေမဲ့လူမျိုးရေးခွဲခြားမှုကိုရှောင်လဲရတဲ့အတွက် MO ဖြစ်ပြန်လဲအမည်ပေးခဲ့ပါတယ်။ယခင်ကမြောက်ကြောက်ယောဂလိုလူသိများခဲ့တဲ့ MO ဟာရေးကြောက်ကဲ့သို့ဗိုင်းရပ်စ်များနဲ့တူညီတဲ့မျိုးနွယ်စုတစုတည်းမှပေါပေါလာခြင်းဖြစ်ပါသည်။ဒါပေမဲ့ဖျားနာမှုကဲ့သို့အပျော်စားလက္ခဏာများကိုသာဖြစ်ပေါ်ခံစားရနိုင်ပါတယ်။အဲဒီယောဂဟာဗိုင်းရပ်ကူးစက်ခံထားရတဲ့လူများဒါမှမဟုတ်တိရစ္ဆာန်များနဲ့အနီးကပ်ထိတွေ့ရမှကူးစက်ခံရနိုင်တဲ့အပြင်ညဉ့်ဉန်းတဲ့အခင်းများကဲ့သို့ပစ္စည်းများမှတစ်ဆင့် của Sakaya bị. ဖျားနာခြင်း၊ကြက်သားနာခြင်းခြင်းနဲ့အရေးပြားရရက်ကအဖို့ဖိတ်များထွက်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။1980ပြည့်နှစ်ဝန်းကျင်ကတည်းကဗဟိုနှင့်အနောက်အာဖရိကနေရာများမှာ၎င်းရောဂါဖြစ်ပွားလေ့ရှိပေမဲ့ဥရောပ၊မြောက်အမေရိကနဲ့ကမ္ဘာနိုင်ငံအများပြားမှာ အထူးသဖြင့်လိင်တူချစ်သူအမျိုးသားများနဲ့လိင်တူလိင်ကွဲဆက်ဆံသူအမျိုးသားများအကြား၎င်းရောဂါကူးစက်ပြန့်နှံ့မှုများစတင်ဖြစ်ပွားခဲ့ပါတယ်။အန်ဘော့လူနာများမှာလိင်မာတဆင့်ကူးစက်ဖြစ်ပွားတဲ့ဆက်ဆက်ရောဂါများဖြစ်ပွားလျက်ရှိ ပါတယ်။နောက်ဆုံးသတင်းမုတ်အနေနဲ့အိုင်လန်နဲ့နီကက်ပြခံရတဲ့စီရန်ဒို2026ကမ္ဘာ့ဗလာအုပ်စုအဖွဲ့ပွဲကိုပွဲပဲပြတ်တန်ကြောင်းလဲချော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ပေါ်တူဂီလရဲ့သင်တန်းကောင်းဆောင်စီရန်ဒိုဟာအိုင်လန်ကိုအရင်းနှီးနဲ့ပွဲမှာပြသခံရတဲ့အနီကက်ကြောင့်ခြေစစ်ပွဲအောင်ခဲ့လျက်အနည်းဆုံး2026ကမ္ဘာ့ဗလာပြိုင်ပွဲအုပ်စုအဖွဲ့ပွဲကိုလွှဲချော်ဖို့ရှိနေပါတယ်။ ောင်းဟာအာယန်လက်ကစားသမားဒါရာအိုရှေးရဲ့ကြောကိုနောက်ကနေပခုံးနဲ့တိုက်ခတ်လို့အနီကပ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ကနအူဝါကတ်တာပြသခံရပြီမယ်။ဘီယာချီဝီနောက်မှာအနီကပ်အဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။စီရန်ရိုအနေနဲ့အနီကပ်ပြစ်ဒဏ်အရအာမေးနီးယားနဲ့ခြေစပွဲအုပ်စုနောက်ဆုံးပွဲကိုလွှဲချော်ရမှာပါ။ဒါပေမဲ့အ ਨੇ ဆုံးနိုင်ငံတကာနှစ်ပွဲပယ်ပြစ်ဒဏ်ကြခံရနိုင်တယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ FA စီကံထင်းသိမ်းကော်မတီကအရေးယူမှုကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ အခုပြစ်စင်ဟာအချမ်းဖတ်အပြုတ်မှုခေါင်းစဉ်အောက်ရောက်နေပြီးဥပဒေအရတော့အနည်းဆုံး၃ဘွဲ့နဲ့အထက်ပွဲပယ်ခံရမှာဖြစ်တယ်လို့သိရပါဗျ။အလဲဝန်တဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။